မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့တသမရင်သင်ချာချက်ကအခန်းနှစ်နေ့တသမနေ့အကြီးဆုံးမုံစာဝဲဖြင့် greatest common factor ကိုဆက်ပြီးတော့ရှင်းပြပေးမှာပဲဖြစ်ပါတယ်အကြီးဆုံးမုံစာခွဲကိ greatest common factor ပေးရင်ကိနှလုံးသို့မဟုတ်နှလုံးထက်ပိုသောကိများဤပုံစာခွဲကိများအနက်အကြီးဆုံးကိုထိုကိရင် ထိုပေရင်ကိန်းတို့ဤအကြီးဆုံးပုံစံွဲကိန်းဥခေါ်ဆိုချောင်းကိုစစ်ထမရအတွင်လိလခဲ့ပြီးဖြစ်ပါသည်အဲ့တော့ဆင်မတို့ကအကြီးဆုံးပုံစံွဲကိန်းနဲ့ပတ်သက်ပြီးတော့မှစစ်ထမရမှအများကြီးလိလထားတာရှိတယ်အဲ့ဒါကိုအခြေခံပြီးတော့မှပဲဒီမှာဆက်ပြီးတော့မှလိလသွားပါမယ်ပုံစံအတွက်ကိုကြည့်မယ်မောင်မောင်ဒီအလျား20စင်တီမီတာ အနံ30စင်တီမီတာရှိသောစာရွက်တရွက်ပေါ်တွင် စတုရဲအခွက်များကိုအပြည့်ဆွဲလိုပါကအကြီးဆုံးဆွဲနိုင်မည်စတုရဲဤအနားတစ်ဖက်အလျားကိုရှာပါဟုတ်ပြီအဲ့တော့မောင်မောင်ကအလျား20စင်တီမီတာဒီပုံကိုကြည့်လိုက်မယ်အလျားဒီ20စင်တီမီတာရှိတယ်အနံဒီ30စင်တီမီတာရှိဒီပုံမှာသူကစတုရဲအခွက်ကလေးတွေကိုဆွဲခြင်းတယ်ဒီလိုမျိုး စတုရဲအခွက်ကလေးတွေကိုဆွဲခြင်းတဲ့အခါမှာ အဲ့ဒီကစုရန်ခွက်ရဲ့အနားတစ်ဖက်တည်ဘလောက်စင်တီမီတာရှိတယ်လဲအနားတစ်ဖက်ရဲ့အလျားကိုရှာပါဟုတ်ပြီဒါဆိုလို့ရှိရင်ဆင်မတို့မေးခွန်းနည်းနည်းပြန်သွားကြည့်မယ်အကြီးဆုံးဆွဲနိုင်မိစတုရန်ရဲ့အနာတစ်ဖက်အဲ့တော့ရှေ့မှာကလေးကပြောထားတာရှိတယ် grade 6မှာကလေးကလေ့လာပြီးသားရှိတယ်အကြီးဆုံးလို့ပြောလို့ရှိရင်ဒါအကြီးဆုံးပုံစံခွဲကိန်းကိုရှာပေးရမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ 20နဲ့30ရဲ့အကြီးဆုံးပုံစံခွဲကင်းကိုရှာဖို့ address ဆိုရင်20ရဲ့စခွဲကင်းကိုရှာမယ်30ရဲ့စခွဲကင်းကိုရှာမယ်ပြီးတော့ဘုံပါနေတဲ့ကင်းတွေကိုရှာမယ်ဒါဆိုရင်ဆရာမတို့လိုချင်တဲ့အကြီးဆုံးပုံစံခွဲကင်းကိုရှာပြီးဆိုရင်စတုရန်ရဲ့အနာတစ်ဖက်အလျားကိုရှာဟုတ်ပြီဒီတော့20ရဲ့စခွဲကင်း20ကိုခွဲလို့ရတဲ့ကင်းပြောချင်တာကတော့ရှေ့မှာကလေးကကျွန်တော်တို့တည်ထားပေးသားတွေရှိရဲ့1အမြောက်20နဲ့အမြောက်ဆိုတော့30 လေး၅လီ20၅လေးလီ20ဒါဒီဆရာမတို့က20ကိုခွဲလို့ရတဲ့ဂိမ်းနေတဲ့အမြောက်20နှစ်အမြောက်30လေးအမြောက်ငါငါအမြောက်လေးဒါဆိုရင်20ရဲ့စခွဲဂိမ်းတွေကဘာတွေလဲဆိုတော့1နှစ်၄၅ဒီမှာ၅လေးရပါပြီဆိုတော့1နှစ်၄၅30 20ဒီ20ရဲ့စခွဲဂိမ်းတွေဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်30ရဲ့စခွဲဂိမ်းတွေက30ကိုခွဲလိုက်မယ်1အမြောက်30 တဲ့မြောက်30က30ရမယ်နှစ်အမြောက်55 55လေး30 3က30လေး30လေးရခွဲလို့မရအောင်ဆိုတော့56လေး30ဒါဆိုရင်ဒီမှာစမ်းမလို့ရက်လိုက်မယ်အဲ့ခါကျတော့65လေး30 33လေး30 55လေး30 32လေး30ဒီတော့သူ့ရဲ့စာဝဲကိန်းနေရာဘာတွေလဲဆိုတော့1 3က6 10 35 30အထိ30ရဲ့စာဝဲကိန်းနေဖြစ်တယ် အဲ့ဒါဆိုရင်20ရက်စာဝယ်ကိန်းတွေကိုလည်းတည်ပြီး30ရက်စာဝယ်ကိန်းတွေကိုလည်းတည်ပြီးဒါဆိုရင်တို့တွေမှာဘုံပါနေတဲ့ကိန်းတွေကိုဆင်မတို့ဒီမှာကြည့်လိုက်မယ်ဘုံပါနေတာဘာတွေလဲဆိုတော့1ရက်2ရက်ဘုံပါတယ်4မပေါင်း5ပါတယ်30ပါမယ်20တွေ15တွေ30တွေကဘုံမပေါင်းဟုတ်ပြီဒါဆိုလို့ရှိရင်ဒါဘုံပါနေတဲ့ကိန်းတွေက20နဲ့30ဤဘုံစာဝယ်ကိန်းတွေကဘာတွေလဲဆိုတော့1 နေ9 30。အဲ့ဒါပြီးတဲ့အခါမှာဆင်မတို့လိုချင်တာကအကြီးဆုံးမုံစာခွဲကိန်းကို ရှာမှာဆိုတော့အကြီးဆုံးမုံစာခွဲကိန်းကဘာတွေလဲသူ့ကိုကြည့်လိုက်မယ်။အဲ့တော့1နဲ့9 30က20နဲ့30ရဲ့ပုံစာခွဲကိန်းအဲ့တော့ဆင်မဒီမှာရေးလိုက်မယ်1ကောမ2ကောမ5ကောမ30အဲ့တော့1နဲ့9 30ဒီ20နဲ့30ရဲ့ပုံစာခွဲကိန်းဆိုတော့အကြီးဆုံးပုံစာခွဲကိန်းကဘယ်လောက်လဲဆိုရင်30 အဲ့တော့ဆင်မတို့လူကျင်တယ်သူမေးထားတဲ့အပေါ်ကမေခွန်းအတွက်စတုရန်ရဲ့အနားတစ်ဖက်အလျားဒီဘယ်လောက်ရှိမလဲဆိုတော့30စင်တီမီတာရှိမယ်အဲ့တော့ဒီမှာသူကအကွက်လဲဆွဲပြီးတော့ပြပေးထားပါတယ်အဲ့တော့ဒီ20မှာဆိုရင်ဆင်မတို့ကဒါက30ဒါက30အဲ့တော့ဒါက30 20 30ဒါဆိုရင်သူလူကျင်တယ်အကြီးဆုံးအလျားသူကစတုရန်ကွက်ကဒါလေးရမယ်ပေါ့နော် တော့ဒါလေးကစွေရန်ကွက်ကလေးလိုချင်တဲ့စွေရန်ကွက်ကလေးအဲ့တော့သူရဲ့အလျားဒီ30စင်တီမီတာအဲ့တော့ဒီအချက်တွေကိုတော့ဆရာမတို့လုတ်ခဲ့ပြီးပြီ20နဲ့30တို့ဤဘုံပါနေတဲ့ဆောက်ခွဲကိန်းတွေကတော့10နဲ့90ဖြစ်တယ်ပြီးတော့မှ20နဲ့30တို့ဤအကြီးဆုံးဘုံဆောက်ခွဲကိန်းကတော့30ဖြစ်တယ်ဒါဆိုရင်ဆရာမတို့လိုချင်တဲ့အကြီးဆုံးအနားက30စင်တီမီတာဒါရှိမှပြီးသွားပြီနော်ဆရာမတို့တွက်လို့ပြီးသွားပြီဆက်လက်ပြီးတော့မှသုံးဒဆောက်ခွဲကိန်းနည်းနဲ့အကြီးဆုံးဘုံဆောက်ခွဲကိန်းကိုရှာမယ် ပြီးတော့မှအစာနီးနဲ့လည်းအကြီးဆုံးမုံစာခွဲကိန်းကိုရှာမယ်။ဟုတ်ပြီ။အဲ့တော့ဒီမှာဆမရုတ်သွားမှာကသုဒ္ဓဆခွဲကိန်းကြီးနဲ့အကြီးဆုံးမုံစာခွဲကိန်းကိုရှာခြင်း။ဒါကိုရှေ့မှာ G6 မှာကလေးကလိလာထားပြီးသားရှိတယ်။ဘာမှသိပြီးတော့မခက်ဟုတ်ပြီနော်။ပထမဦးဆုံးအဆင့်တစ်အနေနဲ့ပီးရင်ကိန်းတို့ကိုသုဒ္ဓဆခွဲကိန်းများခွဲပါအဲ့တော့သုဒ္ဓဆဝဲကိန်းကြီးနဲ့အကြီးဆုံးမုံဆဝဲကိန်းကြီးခွဲရဲဆိုတာကရှားရဲဆိုတာဒီသုဒ္ဓဆဝဲကိန်းခွဲလိုက်တာပဲအဲ့ဒါပြီးမှဘုံပါနေတဲ့ဘုံပါနေတဲ့ဟာတွေကိုရှုမယ် အစစ်နဲ့ကပင်းရင်ကိန်းတို့တွင်ဘုံပါသောတုဒ္ဒကိန်းမြောင်ရွှေပါဘုံပါနေတဲ့ဟာကိုရွှေမယ်အကြီးဆုံးမုံစာဝဲကိန်းဒီပင်းရင်ကိန်းတို့ဤဘုံတုဒ္ဒစာဝဲကိန်းများဘုံပါနေတဲ့တုဒ္ဒစာဝဲကိန်းများမြောင်လက်ဖြစ်သည်တုဒ္ဒစာဝဲကိန်းတစ်ခုစီအတွက်ထက်ညွန်းအငယ်ဆုံးကိုရှိပါအဲ့တော့ထက်ညွန်းဆိုရင်တော့အငယ်ဆုံးကိုရှိရပါမယ်အဲ့တော့ကလေးတွေကအကြီးဆုံးမုံစာဝဲကိန်းနဲ့အငယ်ဆုံးမုံစာရိုးကိန်းမှာသူက ပုံပါရာကိုယူရမလားအကုန်လုံးယူရမလားဆိုတော့သူတွေကမားတာရှိတယ်ဆီယမကတော့စာတင်တဲ့အခါမှာ စကွဲကိန်းလို့ပြောတာသူကခွဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘုံပါနေတဲ့ဟာအ ਨੇ ဆုံးကိုပဲယူမယ်ထက်ညွန်အငဲကိုယူမယ်ဘုံပါနေတဲ့ဟာကိုပဲယူမယ်ခွဲတာမလို့ငှဲ့မယ်ဆိုတဲ့သဘောလေးနဲ့ချိန်ပြီးတော့မှကလေးတို့မှတ်ခိုင်းထားတယ်နောက်တစ်ခုကကြတော့အငဲဆုံးဘုံစရိုးကိန်းသူကတိုးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ထက်ညွန်ဒီအများဆုံးကိုယူမယ်အကုန်လုံးဘုံပါတာတွေမပါတာတွေရောပေါ့နော်ထက်ညွန်ဒီပါသည်မအကုန်လုံးကိုယူတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကစရိုးကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့များမယ် ရတာတဲ့အဖြေကများမှာဖြစ်လို့အကုန်လုံးကိုယူပေးရမယ်ဆိုတဲ့အချက်ကလေးကိုချိန်ပြီးမှကလေးတို့အမှတ်ခိုင်းထားတာပါတချို့ဒီစာသိမ့်မရတဲ့ကလေးကြတော့တချို့တွေကပေါ့နော်ရောတာတွေပါရှိတတ်တယ်အဲဒါကြောင့်မလို့ပါဟုတ်ပြီပုံစံတွေ့တဲ့ကိုကြည့်အောင်30 60တို့အကြီးဆုံးပုံစာခွဲကိန်းကိုရှာပါဘယ်နည်းနဲ့ရှာမလဲဆိုတော့သုတ်တာစာခွဲကိန်းခွဲတဲ့နည်းနဲ့ရှာမယ်30ကိုခွဲမယ်နှစ်နဲ့ခွဲနှစ်အမြောက်55 55ကိုခွဲ၃အမြောက်5ဒါတော့နှစ်အမြောက်၃အမြောက်5နှစ်တစ်ထက်၃တစ်ထက်၅တစ်ထက် 60ဥခွဲနှင်းအမြောက်30 30ဥထက်ခွဲနှင်းအမြောက်55 55ဥထက်ခွဲ3အမြောက်5ပြီးတော့2က2ထက်ဆိုတော့2 square into 3 into 5ဟုတ်ပြီအဲ့တော့ကျွန်တော်တို့က30နဲ့60ရဲ့အကြီးဆုံးမုံစာခွဲဂိမ်းကိုရှာမယ်ဆိုရင်ဘုံပါနေတဲ့ဟာတွေကိုပဲယူမယ်အချက်ဒီထက်ညွန်းဒီအငယ်ဆုံးကိုပဲယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ကိုကြည့်မယ်နှစ်ကဒီမှာတစ်ထက်ဒီမှာနှစ်ထက်ဆိုတော့တစ်ချက်ကိုပဲယူမယ်ဘုံပါတာတစ်ချက် သုံးတစ်ထက်သုံးတစ်ထက်ဆိုသုံးတစ်ထက်ကိုယူမယ်ငါးတစ်ထက်ငါးတစ်ထက်ဆိုငါးတစ်ထက်ကိုယူမယ်အဲ့တော့သူ့ကိုမြောက်လိုက်မယ်1 3 4 6 6 5 30ဒီတော့30နဲ့60တို့ရဲ့အကြီးဆုံးမုံစာခွဲဂိမ်းက30ဖြစ်တယ်ပုံစံအတွက်နဲ့24 36 48တို့ဤအကြီးဆုံးမုံစာခွဲဂိမ်းကိုရှာပါဟုတ်ပြီ24ကိုဆံမတို့ဖွဲမယ်နှင်းအမြောက်စနစ်စနစ်ဆိုတာကနှင်းအမြောက်6 6ကိုထပ်ဖွဲမယ်နှင်းအမြောက်3ဆံမတို့က နောက်ဆုံးဘာတွေရတဲ့ချီခွဲရမလဲဆိုတော့တုံ့ကြိန်းတွေရတဲ့ချီကိုခွဲမှာဟုတ်ပြီနော်ဒီလောက်ဆိုရင်ကလေးတွေကဖွဲလို့ရပါတယ်နေ့ရက်3ရက်5ရက်ဖွင့်ရင်ဒီတွေထိရအောင်ချီခွဲမယ်နေ့3 5ခွန်ပေါ့နော်အဲ့ဒါဆိုတော့ဒီမှာဒီနေ့3ထက်ဆိုတော့2 to the power 3 into 3တုံ့ကြိန်းကိုခွဲမယ်နေ့အမြောက်18 16ကိုခွဲမယ်2အမြောက်ကို6ကိုခွဲမယ်3အမြောက်3ဒါဆိုတော့2အမြောက်2အမြောက်3အမြောက်3သူ့ကိုထက်ညွန်းပုံစံနဲ့ရေးမယ်2 square 3 square 2 square into 3 square 48 48ကိုခွဲမယ်2 into 24 24ကိုချက်ခွဲ2 into 12 12ကိုချက်ခွဲမယ်2 into 2 into 3သူက2 into 6လို့မလုပ်ထားတော့ဟုတ်ပြီနော်အစင်းနဲ့ကြော်ထားတယ်ဟုတ်ပြီအဲ့ဒါဆိုတော့2က4ထက်2 4ထက်အညာ3တစ်ထက် ဒါဆိုရင်ဆမရုတ်ဒီ24 36 48တို့ရဲ့အကြီးဆုံးပုံစံခွဲကိန်းကိုရှားခြင်း ਨੇ အဲ့ဒီခါမှာဒီမှာကြည့်မယ်နှစ်တေကိုကြည့်မယ်နှစ်3ထက်နှစ်နဲ့ထက်နှစ်4ထက်ဆိုတော့ဘုံပါနေတာကနှစ်နဲ့ထက်အဲ့တော့နှစ်နဲ့ထက်ကိုယူမယ် နှစ်သုံးထက်ထဲမှာလည်းနှစ်နှစ်ထက်ပါတယ်နှစ်လေးထက်မှာလည်းနှစ်ထက်ပါတယ်ဟုတ်ပြီနော်အဲ့တော့တူတဲ့ဟာတွေကိုယူလိုက်မယ်နှစ်လေးထက်ပြီးတော့မှသုံးတစ်ထက်သုံးနှစ်ထက်သုံးတစ်ထက်ဆိုတော့တူရာဒီသုံးတစ်ထက်ဆိုတော့သုံးတစ်ထက်ကိုယူမယ်အဲ့တော့နှစ်နှစ်ထက်က၄၄၃၄၄က၁၂အဲ့တော့ဆင်မတို့ဒီဒီက24 36 48ရဲ့အကြီးဆုံးမုံစာခွဲကိန်းက၁၂ရမယ် math ကိုပုံစံအတွက်သုံး9000နဲ့90နဲ့ 4819လို့ရအကြီးဆုံးပုံစံခွဲကိန်းကိုရှာပါအဲ့တော့သူကတော့ဒီမှာတဆင့်ချင်းစီမသွားထားဘူးဆဲမတာကိုဒီတိုင်းလေးပဲရှင်းပြလိုက်မယ်ကလေးတော့အစစ်စစ်သွားခြင်းနဲ့ဆိုတော့နှင်းအမြောက်ဆိုပြီးတဆင့်သွားမယ်နောက်တဆင့်မှာအဲ့ဒီရထားတဲ့ကိန်းကိုထက်ခွဲမယ်ဒီလိုတဆင့်ချင်းစီသွားရင်အများကြီးတော့သွားရမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာကတော့သူကနှင်းအမြောက်9နှစ်ထက်95ပြီးတော့ခွန်အမြောက်17အမြောက်73ပို့ခွဲလိုက်တဲ့3အမြောင်း71နှစ်ချက်အမြောင်း73အဲ့တော့ဘုံပါနေတဲ့ဟာတွေကိုဆင်မတို့တစ်ခါလေးကြည့်ရအောင် ဒီမှာကနှစ်တည်တယ်ဒီမှာမပါဘူးငါမပါဘူးခွန်မပါဘူးအဲတော့၃ကဒီဘက်မှာမပါဘူးဒီတော့၁၁နဲ့၁၃၁၁နဲ့၁၃ဒူရာတာပဲရှိတယ်အဲ့တော့ထက်ညွန်းကပုံပါနေတဲ့ဟာကိုကြည့်မှာဆိုတော့ဒီမှာ၁၁ဒီမှာ၁၃ဒါဆိုရင်၁၁အမြောင်၁၃ကိုယူမယ်၁၁အမြောင်၁၃ဒီ၁၄၃ဒါကြောင့်မို့လို့9090နဲ့4919ရဲ့အကြီးဆုံးပုံစံခွဲကိန်းက143ဖြစ်တယ်အစားအနည်းဖြင့်အကြီးဆုံးပုံစံခွဲကိန်းရှာခြင်း အဲ့တော့ကျွန်တော်တို့ကအစာနည်းကိုစာရင်းနဲ့သိသွားမယ်ဒါကတော့အဆင့်မျိုးနည်းနည်းကြည့်ရအောင်ပို၍ကြီးသောကင်းကိုငယ်သောကင်းဖြစ်စားပါကြီးတဲ့ကင်းကိုငယ်တဲ့ကင်းနဲ့စားမယ်အချွင်းတုံညမဟုတ်လေရင်ရခင်စားကင်းကိုအချွင်းဖြစ်ဆက်စားပါအချွင်းတုံညမရောက်သေးဘူးဆိုရင်စားတဲ့ကင်းကိုရခင်စားကင်းကိုအချွင်းကျွင်းထားတဲ့ကင်းနဲ့ထပ်ပြီးစားမယ်စားကင်းကိုအချွင်းနဲ့ထပ်စားအဆင့်၃က အစစ်နဲ့အတိုင်းအကျွင်းတုံညာရသည့်တိုင်းဆက်လက်ပြုလုပ်ပါနောက်ဆုံးစာကိန်းသည်အကြီးဆုံးပုံစာခွဲကိန်းဖြစ်သည်တဲ့ဟုတ်ပြီအဲ့တော့ဒီမှာ84နဲ့198တို့၏အကြီးဆုံးပုံစာခွဲကိန်းကိုရှားပါအစင်တက်ကပြောထားသလဲအစင်တက်မှာကပို၍ကြီးသောကိန်းကိုငယ်သောကိန်းဖြစ်စားပါတဲ့အဲ့တော့ဆရာမတို့ဒီမှာစားပြလိုက်မယ်ဒီဥပမာကိုဆရာမကမပြောတော့ဘူး 198ကကြီးတဲ့ဂိမ်းငယ်တဲ့ဂိမ်းက84ဟုတ်ပြီ198ကို84နဲ့စမ်းအဲ့တော့ဒီမှာနှစ်လီဝင်ထားတယ်ဆိုတော့နှစ်လီဝင်လိုက်မယ်နှစ်လီဝင်တော့168အဲ့တော့နှုတ်မယ်108နှုတ်တော့3ညာ906ကိုနှုတ်တော့3ဟုတ်ပြီ30ရပြီဆိုရင်ဒီရထားတဲ့အကျွင်းဒါကအကျွင်းအဲ့ဒီကအကျွင်းခါနေပြီးတော့မှ ရခင်ကစာကိန်းဒီစာကိန်းကိုအစ်စ်နဲ့မှပြောထားတာနော် ရခင်ကစားကင်းကိုထပ်ပြီးစားပါမယ်တဲ့ဒါဒီကိုရောက်လာ80နဲ့လေးအဲ့တော့30ဒီနှစ်လီပဲဝင်လို့ရမယ်30နဲ့လီက60နှုတ်တော့24ကျန်နေဟုတ်ပြီဒီရထားတဲ့အကျွင်းကရခင်စားကင်းကိုထပ်စားမယ်အဲ့တော့ဒီမှာ30ကိုထပ်စားမယ်24တက်လီက24ပဲဝင်လို့ရတယ်အဲ့ခါကျတော့ကျန်မာဒီ6 ဟုတ်ပြီအဲ့တော့6ကြံပြီဆိုရင်ဒီအကျွင်းကနေပြီးတော့ဒီရခင်ကစားကင်ကိုထပ်စားပါမယ်အဲ့ခါကျတော့24ကိုဒီကိုခေါ်လာမယ်အဲ့တော့6 4လီ24ဆိုတော့အကျွင်းက3ညအကျွင်း3ညရသည်ထိဆက်စားမယ်အဲ့ဒါပြီးတော့မှနှောက်ဆုံးစားကိန်းသူပေးထားရနော်ဒီမှာနှောက်ဆုံးစားကိန်းဒီအကြီးဆုံးပုံစားွဲကိန်းဖြစ်တယ်အဲ့တော့သူ့ရဲ့အကြီးဆုံးပုံစားွဲကိန်းက6ဖြစ်တယ်လွယ်ပါတယ်အေးအေးစစ်စစ်လေးတက်သွားပါဘာမှလည်းမခက်ခဲပါဘူးနော်အဲ့တော့ ဘာပဲလဲဆိုတော့အကြီးကတော့ပိုကြီးတဲ့ကိယုံငဲတဲ့ကိယံစားမဲတာအစစ်တင်မှာပြောထားတယ်။အစစ်နဲ့ကအကျွင်းတုံညာမရသေးဘူးဆိုရင်မရခင်အထိအဲ့ဒီကရခင်စားကိန်းကိုအကျွင်းနဲ့စားရခင်စားကိန်းကိုအကျွင်းနဲ့စားဒီတိုင်းပဲဆက်သွားမယ်။အဲ့နောက်ဆုံးအကျွင်းတုံညာရပြီဆိုရင်ဒီနောက်ဆုံးစားကိန်းကသူတို့နှစ်ခုရဲ့အကြီးဆုံးပုံစားခွဲကိန်းဖြစ်တယ်။ဟုတ်ပြီနော်။ဒါဆိုလို့ရှိရင်ဆရာမတို့ဆက်သွားလိုက်မယ်။ဟုတ်ပြီ။အဲ့ဒီတော့ ။ထို့ကြောင့်84နှင့်198တို့ဤအကြီးဆုံးမုံစာခွဲဂိမ်းသည်6ဖြစ်သည်။ဒါဆိုတော့မှတ်ချက်ထဲမှာနှစ်ခုထက်ပိုသောဂိမ်းများဤအကြီးဆုံးမုံစာခွဲဂိမ်းကိုရှာလို့တော့နှစ်သက်ရာဂိမ်းနှစ်ခုဤအကြီးဆုံးမုံစာခွဲဂိမ်းကိုရှာပြီးထိုအကြီးဆုံးမုံစာခွဲဂိမ်းနဲ့ကြံဂိမ်းတို့ဤအကြီးဆုံးမုံစာခွဲဂိမ်းကိုရှာရပါမည်တဲ့ဟုတ်ပြီအဲ့တော့ဆရာမတို့က၃ခုကိုရှာခြင်းနဲ့အဲ့တော့ဒီမှတ်ချက်ကိုမဖတ်ဘဲနဲ့ဒီလေ့ကျင့်ခန်းလေးကိုလှုပ်လိုက်လို့ရှင်ပို့ပြီးတော့မှရှင်းရှင်းလေးရသွားပါမယ်အဲ့တော့ပုံစံအတွက်နှစ်ကိုကြည့်ရအောင် ီမှာသူ့ပေးထားတာက980ရဲ့665နဲ့266လို့ရဲ့အကြီးဆုံးမုံစာခွဲကိရုံရှာပါမယ်အဲ့လိုသုံးခုကိုရှာတဲ့အခါမှာနှစ်သက်ရာဂိမ်းနှစ်ခုဤအကြီးဆုံးမုံစာခွဲကိရုံရှာမယ်ကြိုက်တဲ့ကိရုံရှာဒီနှစ်ခုအရင်ရှာရင်လည်းရှာဒီနှစ်ခုအရင်ရှာရင်လည်းရှာကြိုက်တဲ့ဂိမ်းနှစ်ခုကိုသူ့ရဲ့အကြီးဆုံးမုံစာခွဲကိရုံအင်ရှာလိုက်မယ်ဟုတ်ပြီ ဲ့ဆိုဆယ်မတူရှာတဲ့အတိုင်းရှာမယ်665နဲ့9နဲ့980ဒါအဆင့်1မှာပေးထားတာကပိုကြီးတဲ့ဂိမ်းကိုတီးငယ်တဲ့ဂိမ်းနဲ့စာအဲ့တော့980တလီပဲဝင်မယ်980နှုတ်လိုက်မယ်ဒါက9မနှုတ်နိုင်တော့10ချီ10တရခွန်နှုတ်3ချဲ36ရပေါင်းတော့9ဒါက9ဆိုတော့3ရက်နှုတ်ပြီ65ကို65ကဒီမှာရသွားပြီဆိုတော့ဒီအချင်းကနေပြီးတော့မှ အစားကစားထားတဲ့စားကိန်းကိုထပ်ပြီးတော့စားမယ်အဲ့တော့65ဒီ6လီ980ဒါဆိုရင်စားဆင်မလို့ရသွားပြီဒီနှစ်ခုအတွက်980နဲ့665အတွက်အကြီးဆုံးပုံစံခွဲကိန်းအောင်ဘလောက်လဲဆိုတော့65ရရဒါဆိုရင်65နဲ့ဒီကျန်တဲ့ကိန်းကိုထပ်ပြီးတော့ရှာမယ်ဟုတ်ပြီနော်အဲ့တော့65နဲ့266တို့ဤအကြီးဆုံးမုံစာခွဲကိန်းကိုရှာပါမိတဲ့အဲ့ဒီတော့ကြီးတဲ့ကိန်းက266 ။ Oh sorry အဟုတ်တယ်266ငယ်ငယ်တဲ့ဂိန်းက95ဒီတော့အလီဝင်မယ်95မြန်လီ190ကျန်တာက86အဲ့တော့86ရရတဲ့အထိအကျွင်းကနေပြီးတော့တီဂိန်းကိုထက်စားပါမယ်တီဂိန်းဝင်ကိုခေါ်လာမယ်90နဲ့ငါအဲ့တော့86တယ်လီ86အဲ့တော့30တွေက6နှုတ်တော့4ကျဲ4ရဲ့ငါရပေါင်းတော့9အဲ့တော့9ဒီ10ဖြစ်10ထဲကခုံလို့တက်ကျဲ ဲ့တော့ဆက်ကို16ရတာလေဒီအချင်းကနေပြီးတော့မှရှေ့ကတီကိန်းကိုထပ်ပြီးတော့စားမယ်86နဲ့6အဲ့တော့16လေးလီ86ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒါနောက်ဆုံးမှရှိတဲ့ဒီစားကိန်းတွေဘာဖြစ်မလဲဆိုတော့အကြီးဆုံးမုံစားခွဲကိန်းသူတို့၃ခုလုံးရဲ့အကြီးဆုံးမုံစားခွဲကိန်းအဲ့တော့ထို့ကြောင့်950 665နဲ့266တို့ဤအကြီးဆုံးပုံစံခွဲဂိမ်းဒီ19ဖြစ်တယ် နောက်တစ်ခုကနေတသက်မှလေးတသက်မှသုံးမှအတူစားနည်းဖြင့်အကြီးဆုံးမုံစာခွဲကိန်းချာခြင်းအဲ့တော့နောက်တစ်နည်းကိုကြည့်မယ်အတူစားနည်းအဲ့တော့အစင့်တက်မှာကိန်းများကိုတံတန်းသေးရေး၍ထိုကိန်းတို့ကိုတုတ်တာကိန်းတစ်ခုခုဖြင့်စားရနိုင်ကိန်းအားလုံးကိုအပြတ်စားနိုင်ရမည်တဲ့အဲ့တော့ဆက်ဖို့ကတံတန်းနဲ့ထားပြီးကြည့်လိုက်မယ်တုတ်တာကိန်းတစ်ခုနဲ့စားလိုက်စပြီးတော့စားမယ်နှစ်နဲ့စားရင်စားမယ်သုံးနဲ့စားရင်စားမယ်ဒါပေမဲ့ကိန်းဒီနှလုံးရှင်နှလုံးလုံးကိုပြည့်ရမယ်ကိန်းလို့ရွေးရမယ်ပေါ့နော်ဆက်လက်၍ ဘုံစာဝဲကိန်းတစ်တာကျန်တော့သည့်အထိစားပါတစ်တာကျန်တော့တဲ့အထိစားမယ်ဒါဆိုရင်စားကိန်းများအားလုံးကိုဆက်တိုက်မြောက်ပါကအကြီးဆုံးဘုံစာခွဲကိန်းကိုရပါမည်ဟုတ်ပြီအဲ့တော့အဲ့ဒီအဆင့်တစ်နှစ်သုံးဆံမတို့ဒီဘက်မှာကြီးလိုက်မယ်ပုံစံတွဲတက်မှာ84နဲ့198တို့ဤအကြီးဆုံးဘုံစာခွဲကိန်းကိုရှားပါအဲ့တော့84နဲ့198ကိုဆံမတို့တန်းနဲ့ရေးလိုက်မယ်အဲ့တော့84ကိုရောပြတ်တဲ့ကိန်း 198ကိုရောပြတ်တဲ့တုံးကြကိန်းကိုစဉ်းစားမယ်။အဲ့တော့ဒီနှစ်ခုလုံးကစုံကိန်းဖြစ်တဲ့အတွက်ကြောင့်နှစ်ကလာပြတ်ပါမယ်။အဲ့တော့ပြတ်မယ်။စားလိုက်မယ်နော်။နှစ်၄လီ၈၊နှစ်၄လီ၄။အဲ့တော့ကော်မှာဒါကကြတော့နှစ်၉လီ၁၈၊နှစ်တန်၈၈ဆွဲနှစ်၉လီ၁၈၉၉ခု။သူ့ကိုစက်စားမယ်။၄၂ကနှစ်နဲ့စားလို့ပြတ်ပြီမယ်99ကနှစ်နဲ့စားလို့မပြတ်ဘူး ဲ့တော့တုံးနဲ့စဉ်းစားမယ်ဆင်မတို့ဒီဘက်မှာစဉ်းစားရမယ့် gain တွေကဘာဖြစ်ဘာ gain ပဲဖြစ်ရမလဲဆိုတော့တုတ်တာ gain တွေပဲဖြစ်ရမယ်အဲ့တော့တုံးတဲ့ကပြက်မပြက်ဘူးလားဆိုတော့ဒီနှစ်ခုလုံးကတုံးတဲ့စာလို့ပြက်တယ်အဲ့တော့တုံးတလီတုံးတုံးလေးလေးဆက်နေတုံးတုံးလေးကိုတုံးတုံးလေးကိုဟုတ်ပြီရပြီနော်အဲ့ဒီအခါမှာဆင်မတို့က74ဆိုတာနည်းနည်းပြက်တယ်33ကနည်းနည်းမပြက်ဘူးဟုတ်ပြီနော်တုံးထဲမှာပြက်မယ် ဒါကကြတော့သုံးလည်းမပြတ်ဘူး။ငားတွေခွန်နေတဲ့လည်းမပြတ်တော့ဘူးဆိုတော့သူ့ကိုဒီဆံမတော်တကယ်လို့တစ်နဲ့စားပြီဆိုမှပဲပြတ်တော့မှာ။သူပြောချင်တာကနှစ်ခုစလုံးရဲ့ဘုံစပွဲကိန်းကတစ်ဖြစ်တော့တဲ့အထိစားပါဆိုဆံမတော်တစ်ဖြစ်တဲ့အထိစားလိုက်ပြီ။ သူ့ကိုတစ်နဲ့ထက်စားမှပဲဖြစ်တော့မှာဆိုဆက်ပြီးမစားတော့ဘူး74 33ကြီးအတိုင်းထားမယ်ဒါဆိုရင်ဒီဘက်ကရထားတယ်ဆံမတို့ကခွဲထားတဲ့စကွဲကင်းဘုံစကွဲကင်းတစ်ခုက2ရ3ရဒီနှစ်ခုမြောက်လိုက်မယ်2 3 6အဲ့တော့84နဲ့198တို့ရဲ့အကြီးဆုံးဘုံစကွဲကင်းကနဲ့အမြောက်တော့6ဆိုပြီးမှရမယ် အရောနောက်တစ်ခု980 660နဲ့955တို့ဤအကြီးဆုံးမုံစာခွဲကင်းကိုရှာပါဆမရတန်းစီရေးလိုက်မယ်980 660 955တို့တို့၃ခုလုံးကိုပြတ်တက်ကင်းကိုစဉ်းစားရမယ်သူက၃ညနဲ့ဆုံးတဲ့အတွက်ကြောင့်ဒါလည်း၃ညနဲ့ဆုံးတယ်၅နဲ့ဆုံးတယ်ဆိုတော့ဒီ၃ခုလုံးကိုပြတ်တာ၅ရှိအဲ့တော့ငားလီဝင်လိုက်မယ်ငားတလီငားငားတလီငားဒါနှစ်ကျန်၃ညဆွဲငားလေးလီ၂၀660ကိုစားတော့၁၃၂ 255ကိုစားတော့51ဒါဆိုရင်ဒီ3ခုလုံးကိုထပ်ပြီးတော့မှပြက်မဲ့ဂိမ်းစဉ်းစားမယ်အဲ့တော့ဘလို့စဉ်းစားမလဲဆိုတော့4ရဲ့1ရဲ့ပေါင်းတော့5 5ရဲ့1ရဲ့ပေါင်းတော့6ဟုတ်ပြီ6ရရတဲ့အတွက်ကြောင့်တော့3နဲ့စားလို့ပြက်မယ်ဒါကလည်း1ရဲ့3ရဲ့ပေါင်း4 4ရဲ့2ရဲ့ပေါင်းတော့6ဆိုတော့3နဲ့စားလို့ပြက်မယ်5ရဲ့1ရဲ့အခါ6ဆိုတော့3ရဲ့နဲ့စားလို့ပြက်မယ်ဒါဆိုရင်စမလို့ဒါကို3နဲ့စားလိုက်နှစ်နဲ့စားလို့ကမပြက်ဘူးလားဆိုတော့သူကမဂိမ်းဖြစ်တော့နှစ်နဲ့ဆက်ဆက်ပြီးတော့စားလို့မရတော့ဘူး တော့ဆံမတော့သုံးနဲ့စာမယ်38 44 79အဲ့လီဝင်လိုက်ပြီအဲ့တော့ဂျီမာက38နဲ့44ဆိုရင်တော့စုံကိန်းဆိုနှစ်နဲ့စာလို့ပြတ်တယ်စက်ခွန်ကတော့ဒါမပြတ်တော့ဘူးသုံးနဲ့လည်းမပြတ်ဘူးနှစ်နဲ့လည်းမပြတ်ဘူးငါးနဲ့လည်းမပြတ်ဘူးခွန်နဲ့လည်းမပြတ်ဘူးဒါဆိုရင်သူတို့သုံးခုလုံးရဲ့ဘုံစခွဲကိန်းကတစ်ပဲရှင်ကျန်တော့ဒီတော့တစ်ရတဲ့အထိဆံမတော့ဆက်ပြီးတော့စားလိုက်ပြီဆိုတော့ဆက်ပြီးတော့ဒါကိုဆက်ပြီးတော့လုံးလုံးမရတော့အဲ့တော့ငါးအမြောက်၃ကအဖြစ်ပဲအဲ့တော့သူ့ရဲ့အကြီးဆုံးဘုံစခွဲကိန်းကငါးအမြောက်၃၅ ။ဟုတ်ပြီဆက်ပြီးတော့ဆင်မရိုလေးကျင့်ခံနေ့သက်သမလေးကိုဆက်သွားပါမယ်။ ဟုတ်ပြီအဲ့တော့ဆင်မတို့ကကာကြီးဒီ78កောမှာ45အဲ့တော့78ကိုဆင်မတို့ခွဲလိုက်တာက2အမြောက်ကိုအဲ့တော့9ကိုခွဲလိုက်တာက3အမြောက်3အဲ့တော့3နဲ့ထက်ကိုရေးမယ်2အမြောက်3နဲ့ထက်3 to the power 2 45ကိုခွဲမယ်3အမြောက်35အဲ့တော့35ကိုထက်ခွဲမယ်3အမြောက်5ဟုတ်ပြီနော်အဲ့တော့3အမြောက်5ဆိုတော့ဒီမှာ5ကိုခြားခဲ့မယ်3က2ထက်ဆိုတော့3 to the power 2 ဘုံပါနေတာကြီးဒီမှာနှစ်ရှိတယ်ဒီမှာနှစ်မရှိဘူးဒီမှာငါးရှိတယ်ဒီမှာငါးမရှိဘူးအဲ့တော့ဘုံပါနေတာ၃နှစ်ထက်ဆိုတော့၃နှစ်ချက်၃အမြောက်၃ကကိုဟုတ်ပြီလားအဲ့တော့တကယ်လို့ဆင်မတို့ဒီ45ကို9ခု45လို့ခွဲလို့မရဘူးလားဆိုတော့ခွဲလို့ရပါတယ်၃အမြောက်၃ဆိုရင်မှခွဲလိုက်မယ်ကိုနော်၃အမြောက်၃ဆိုရင်မှခွဲမယ်အဲ့ဒါပြီးတော့မှဒါက၃နှစ်ချက်ပြီးတော့မှဒီမှာငါနောက်ဆိုတော့ဆင်မတို့ကြီးကကြီးအတွက်အဖြေကကိုနောက်တစ်ခုဒီခွေးက36 126 900 36ကိုခွဲတာက2အမြောက်18 18ဆိုတာဒီ2အမြောက်ကိုအဲ့ဒါပြီးတော့2အမြောက်2ကိုထပ်ခွဲမယ်3အမြောက်3အဲ့တော့2လက်ထက်အမြောက်3လက်ထက်အဲ့တော့ဆရာမဒီမှာ2လက်ထက်အမြောက်3လက်ထက်ရမယ်ဟုတ်ပြီနောက်ထပ်က126 126ကိုခွဲမယ်2အမြောက်အဲ့တော့2နဲ့စားကြည့်မယ်2 6 42 2 3 6 60နဲ့3အဲ့တော့ဆက်ပြီးတော့စဉ်းစားမယ်ဒါက2ကိုဒီဇိုင်းထားမယ် 63ဆိုတာဒီပေါင်းလိုက်တော့9ရတဲ့အတွက်ကြောင့်မလို့9နဲ့ခွဲရင်လည်းရတယ်လို့3နဲ့ခွဲရင်လည်းရတယ်။ဟုတ်ပြီနော်။အဲ့တော့3နဲ့ခွဲကြည့်မယ်။3အမြောင်3နဲ့6 3တက်3။အဲ့ဒါပြီးတဲ့အခါမှာနဲ့အမြောင်3အမြောင်21ကိုလည်း3နဲ့ပဲခွဲမယ်။3ခုနဲ့လီ21။ဒါဆိုတော့နှစ်ကတစ်ထက်2 to the power 1 3ကနဲ့ထက်3 square ပြီးတော့မှဒါက7အဲ့တော့ဒီ1ကိုတော့မရှင်းရင်လည်းရရဲ့နောက်တစ်ခုက900 အဲဆမ်မတို့က900ကိုခွဲမယ်10နဲ့ခွဲခြင်းလဲရှာတယ်3နဲ့ခွဲခြင်းလဲရှာတယ်ဘလို့ခွဲခွဲ2ကနဲ့စခွဲခြင်းလဲရှာတယ်ဘလို့ခွဲခွဲရတယ်အဲတော့3နဲ့ခွဲမယ်ဆိုရင်တော့3အမြောက်ဟုတ်ပြီနော်3အမြောက်3 3 4ဆိုတော့300အဲတော့3အမြောက်300ကိုထပ်ခွဲမယ်ဒါလည်း3နဲ့ပဲခွဲကြည့်လိုက်မယ်ဒီတစ်ခေါက်3ဆက်လေး30ဟုတ်ပြီနော်အဲ့ဒီခါမှာဒီမှာက3အမြောက်3အမြောက် အဲ့တော့30လီ30မဟုတ်ပါဘူး103လီပေါ့နော်အဲ့ဒီခါမှာ100ကိုခွဲမယ်100ကိုကျတော့ဆရာမတို့ကနှစ်နဲ့မှခွဲလို့ရပါမယ်နင်း90လီ100 90ကိုချက်ခွဲမယ်3အမြောက်3အမြောက်2အမြောက်အဲ့တော့90ကိုချက်ခွဲလိုက်မယ်90ဆိုတာ2အမြောက်25 25ဆိုတာက9နှစ်ထက်9အမြောက်9အဲ့တော့အဲ့ဒါကိုဆရာမက 3အမြောက်3အမြောက်2အမြောက်2အမြောက်5အမြောက်5ဆိုပြီးတော့ရေးတိုင်းမယ်သူကိုက3 square into 2 square into ငါးနဲ့ချက်က5 square ဟုတ်ပြီအဲ့တော့ဒီမှာဆမ်မက2ကိုရှေ့ကထားပြီးတော့ရေးမယ်2 to the power 2 into 3 square into 5 square ဟုတ်ပြီဒါဆိုလို့ရှိရင်ပုံပါနေတာကိုကြည့်အောင်နှစ်ကနှစ်ထက်ဒီမှာနှစ်နဲ့ထက်နှစ်တစ်ထက်ဆိုတော့ပုံပါတာနှစ်တစ်ထက်ပဲရှိတယ်နှစ်တစ်ထက်ကိုယူမယ်သုံးနှစ်ထက်သုံးနှစ်ထက်သုံးနှစ်ထက်ဆိုတော့သုံးနှစ်ထက်ကိုယူမယ်ငါးကဒီမှာမပေါ့ဟုတ်ပြီလားဒီမှာလည်းမပေါ့ဒီမှာလည်းမပေါ့ဒီမှာမပေါ့ခွန်ကလည်းမပေါ့ဆိုတော့ခွန်ကိုမယူတော့ပြီးတော့ရှမ်းမရရမယ်အဖြစ်ဒီနှစ်အမြောက်သုံးနှစ်ထက်က6ဆိုတော့6နဲ့48အဖြေရ68ရမယ်အဲ့တော့ကလေးတို့ရေးရမှာဒီ36ကောမှာ126ကောမှာ900ရဲ့ အကြီးဆုံးပုံစံခွဲကိန်းက18ဖြစ်တယ်။ဟုတ်ပြီအဲ့တော့ဆေးမဒီမှာနောက်တစ်ခုခွဲပြမယ်။900ကိုဒီလို3နဲ့မခွဲဘဲနဲ့ညစ်နဲ့ခွဲမယ်။ဟုတ်ပြီနော်။အဲ့တော့မပြောလိုက်ရလေချင်းဆိုတာမျိုးမဖြစ်အောင်နေ့အမြောက်450က900 450ကိုထပ်ခွဲမယ်။အဲ့တော့450ကိုလည်းဆရာမတော်နှစ်နဲ့ထပ်ခွဲမယ်နှစ်နဲ့လေးလေးနှစ်နဲ့လေးလေးနှစ်ငါးလေး30 225ဟုတ်ပြီအဲ့တော့ဒီ225ဆိုတာတော့9နဲ့မှပဲခွဲလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့9နဲ့ခွဲမယ်ဒါမှမဟုတ်လည်းဆရာမတော်ဆက်ပြီးတော့သူ့ကိုပေါင်းကြည့်မယ် ငါးပေါင်းနဲ့ပေါင်းနဲ့က6ဆိုတော့သူ့ကိုသုံးနဲ့ခွဲလို့ရတယ်။ဟုတ်ပြီနော်။အဲ့တော့သူ့ကိုငါးနဲ့ခွဲခြင်းလည်းခွဲသုံးနဲ့ခွဲခြင်းလည်းခွဲကြိုက်တယ်လို့ခွဲနောက်ဆုံးအဖြေတော့ဒီအတိုင်းပဲရမယ်။အဲ့တော့ဆရာမတို့ဒီတစ်ခါသုံးနဲ့ခွဲကြည့်တယ်မိနစ်ပင်သုံးအစင်လိုက်ခွဲမယ်။အဲ3 9လီတာ27တစ်ချင်ဒီမှာငါးဆွဲဆိုတော့3 9လီစမ်းလား။လေတော့နှစ်အမြောင်းနှစ်အမြောင်း3အဲ့တော့ဒါကိုလည်းဆက်မလို့3နဲ့ချက်ပြီးတော့ခွဲလို့ရတယ်3အမြောင်း20နဲ့5အဲ့တော့ ဒါကနှစ်နှစ်ထက်ဆင်မအဖြစ်တခါလေးရေးမယ်နှစ်နှစ်ထက်ရသွားပြီဒါကသုံးနှစ်ထက်ရသွားပြီ25ဆိုတာလည်း9နှစ်ထက်ရသွားပြီအဲ့တော့ဆင်မတို့ဘယ်နည်းနဲ့ပဲသွားသွားအဲ့ဒီတိုင်းပဲအဖြစ်ကအတူတူပါပဲဟုတ်ပြီနော်ပို့ပြီးလွယ်တဲ့နည်းနဲ့ပဲသွားပါဟုတ်ပြီကငယ်ကိုတစ်ချက်ကြည့်လိုက်မယ်2 to the power 3 into 5 to the power 3 into 11 comma 2 to the power 2 2 square into 5 into 7 into 11 square ဟုတ်ပြီဒါဆိုရင်ဆက်မလို့ဒါကိုဘာမှတော့လုတ်ဆံမလို့တော့ဒါလေးတွေကိုကူးချပြလိုက်ပြီးတော့မှအကြီးဆုံးပုံစံခွဲကိန်းဆိုပြီးတော့တစ်ခါတည်းရှာလို့ရတယ်ဟုတ်ပြီနော်အဲ့တော့အကြီးဆုံးပုံစံခွဲကိန်းပုံပါနေတဲ့ဟာလေးကိုကြည့်မယ်မြင်ရချင်းနှစ်သုံးထက်နှစ်နှစ်ထက်ပုံပါတာကနှစ်နှစ်ထက်ငါးသုံးချက်ငါးတစ်ချက်ပုံပါတာကငါး ီမှာက3ထက်ဒီမှာက1ထက်ဆိုတော့ပုံပါတာက9နဲ့ထက်7တထက်7တထက်7အော် sorry ဒါက1ထက်ပဲဆိုတော့9ဒီ1ထက်ပဲပါမယ်အဲ့တော့7ဒါဆိုရင်နှစ်နဲ့လေးက၄ဒါက၅ဒါက၁၁၁၁၅လေး55 55 200လေး220လောက်အဖြစ်က220ရမယ်နောက်တစ်ခုကဂါကြီးအဲ့တော့ဂါကြီးက3 square into 6 square into 8 square comma 4 square into 5 square into 7 into 9ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ကြည့်အောင်သူရဲ့အကြီးဆုံးမုံစာဝဲကိုညီချမယ်3 square ဒီဒီမှာမပါဘူးဟုတ်ပြီနော်ဒါပေမဲ့ဒီမှာက9ဆိုပြီးမှပါတယ်အဲ့တော့9ဆိုတာဘာလဲ3 square အဲ့ဒါကြောင့်မလို့သူ့ကိုထည့်တင်ပြီးတော့မှစဉ်းစားပြရပါမယ်အဲ့တော့ဒါကိုဆရာမတို့ကဒီအတိုင်းမရေးတော့ဘူးသူ့ကိုနည်းနည်းလေးပြောင်းပြီးတော့မှရေးကြည့်မယ်ဒါလေးကိုဆရာမတို့ဆက်ပြီးရေးအောင်နော်ဒီဘက်မှာဆရာမဆက် तब्या बामे थ्री स्क्वायर इंटू सिक्स स्क्वायर इंटू एट स्क्वायर को समर वाइजी लाइ में थ्री स्क्वायर इंटू सिक्स सो रखा टू इंटू थ्री हो बे ना टू इंटू थ्री द होल स्क्वायर अरे टू इंटू थ्री द होल स्क्वायर सो रो तो का टू स्क्वायर इंटू थ्री स्क्वायर अरे एट सो रखा नीन अ सॉरी एट सो रखा नेटों टेक ဟုတ်ပြီနော်အဲ့တော့နှစ်သုံးထက်ကိုမှသဟိုးပါဝါ2ဒါဆိုရင်နှစ်က6ထက်ရသွားပြီအဲ့တော့ဒီမှာနှစ်6ထက်ရမယ်အဲ့တော့သူ့ကိုရှင်းလိုက်တဲ့အခါမှာ3က2ချက်ဒီမှာ3က2ထက်ဆိုတော့3က4ချက်နှစ်ကကြတော့နှစ်ဒီမှာ2ထက်နှစ်6ထက်ဆိုတော့နှစ်က8ထက်အဲ့တော့နှစ်8ထက်3 4ထက်ရတယ် အဲ့တခါလည်းပဲဒီလိုရှင်းလို့မရပါဘူးเนาะအဲ့တော့၃နဲ့ထက်ဒါ၆နဲ့ထက်ကိုရှင်းလိုက်တော့နှစ်အမြောက်၃က၆၆ကဒူ square ဆိုတော့နှစ်နဲ့ထက်၃နဲ့ထက်ရမယ်၈ကိုရှင်းလိုက်တော့နှစ်၃ထက်နှစ်၃ထက်ကဒဟိုးပါဝါ2 2ဒဟိုးပါဝါ2ဖြစ်တဲ့အတွက်ကြောင့်နှစ်၆ထက်ရတယ်ဒါဆိုရင်သူ့ကိုရှင်းတော့ကျွန်တော်ဒါရတယ်နောက်တစ်ခုဆက်ပြီးရှင်းမယ်4 square into 5 square into 7 into 9ဟုတ်ပြီအဲ့တော့4ဆိုတာကနှစ်နဲ့ထက် ဒါအပြင်မှာစဉ်းစားကြည့်မယ်နော် for ဆိုတာကနှစ်နဲ့ထက် the whole power 2အဲ့လိုမျိုးဖြစ်မယ်ဒါဆိုတော့နှစ်က၄ထက်ရပြီနောက်တစ်ခုက9နဲ့ထက်ဒါက9တစ်ထက်ပြီးတော့9ဆိုတာက3နဲ့ထက်9ဆိုတာဒီ3နဲ့ထက်ဒါဆိုဆရာမတို့အစင်းလိုက်ရေးလိုက်မယ်သူ့ကို၄၄ထက်အမြောက်3နဲ့ထက်အမြောက်9နဲ့ထက်အမြောက်9 ဟုတ်ပြီနော်အဲ့ဒီတော့ဆမရောကသူ့ကိုရှင်ကြည့်မယ်နှစ်က၈ထက်နှစ်က၄ထက်ဒါဆိုရင်ဘုံပနေတာကနှစ်၄ထက်အော်သူ့ကိုရေးလိုက်မယ်နှစ်၄ထက်၃ကဒီမှာနှစ်ထက်၃က၄ထက်ဆိုတော့ဘုံပတာက၃နှစ်ထက်အဲ့တော့သူတို့ရဲ့အကြီးဆုံးမုံစာခွဲကင်းအကြီးဆုံးမုံစာခွဲကင်းရညှိမြခြင်းနှစ်၄ထက်အမြောက်၃နှစ်ထက်နှစ်၄ထက်ဆိုတာကနှစ်၄ခုမြောက်တာအော်သူ့ကိုမြောက်ကြည့်လိုက်မယ်အပြင်မှာမြောက်ကြည့်ပါမယ် နဲ့နဲ့လေးလေးနဲ့လေးရှစ်ရှစ်နဲ့လေး16သူက16ရရတယ်။၃နှစ်ထက်ဆိုတာကကိုအဲ့တော့16ကိုလီက140နဲ့လို့ဒီတော့ဆမာရိုလေးကြံခန်းနဲ့တသက်မလေးကနံပါတ်1ကိုကလေးတို့ရသွားပြီလို့ထင်ပါတယ်။ကြံနဲ့နံပါတ်1345689ကိုတခြားဗီဒီယိုတွေမှာဆက်ပြီးရွှင်ပြပေးမှာဖြစ်ပါတယ်။ခုလိုအဆုံးအထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။